င်္ဂလာပါ11 World TV ရဲ့ Football Focus အစီအစဉ်မှတူတူပါတယ်ဘရာဇီးနဲ့နယ်သာလန်အသင်းတို့ဒီညရှင်မင်္ဂလာမယ်2014ကမ္ဘာလောက်တည်းမှာတတိယနေရာလူပွဲအကြောင်းကိုသုံးသပ်တင်ပြမှာဖြစ်ပါတယ်ခွန်နလုံးရဲ့မင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ဒီကျွန်တော်ဒီညကစားမယ်တတိယလူပွဲအကြောင်းပြောအောင်အဲတတိယလူပွဲဘရာဇီးနဲ့နယ်သာလန်ဘရာဇီးအသင်းမှာပြီးခဲ့တဲ့ semi final မှာမပါခဲ့တဲ့တီးရဟိုဆေးပါတော့ဒီနေ့ပွဲမှာပြန်ပါလာမယ်လို့သိရတယ်အဲတော့ဘရာဇီးအသင်းအနေထားအကြောင်းလေးလေးရှင်းနိုင်လားဘယ်လိုဖြစ်နိုင်လဲခင်ဗျာနေမှာတော့မပါဘူးတီးရဟိုဆေးပါပြန်ပါလာပြီအဲ့တော့ဟို လူပြောင်းလဲကတော့ပြီးခဲ့တဲ့ semi final ကပွဲအတိုင်းပဲဒီတန်တီပြန်ထွက်မယ်။ပြောစေပါပြောင်းမယ်။ကျွန်တော်တို့အချင်းချင်းပြောင်းလဲမရှိတော့ဘူးပေါ့။ဟုတ်ကဲ့။ဒီကမ္ဘာ့ဖလားပြိုင်ပွဲရဲ့တတိယနေ့ကလူပွဲလေးမှာနောက်တော့အပြင်နှစ်သင်းလုံးကပေါပေါပါပါကစားကြတယ်။ပေါပေါပါပါကစားတယ်ဆိုတော့ဟိုကအရှုံးခံကစားတာမျိုးမဟုတ်ပါဘူး။ဒီလိုမျိုးသူတို့ပုံမှန်အဲဆိုင်မှုတော့ညော်နေသွား။ညော်နေသွားတယ်။တိုက်စစ်လေးဖွင့်လဲကိုးလေးလည်းများတတ်တယ်။များတတ်တာလည်းတွေ့ရတယ်။အဲ့တော့ဒီပွဲကရောအလိုမျိုးဘယ်လိုမျိုးဖြစ်လာနိုင်လို့ဟုတ်ထင်လဲခင်ဗျာ။အဲဆိုင်မှုကတော့တရားောက်ညော်နေသွားတယ်။ဘာကြောင့်လဲဆိုတော့ ဆီမီဖိုင်နယ်ပွဲဆိုတာကတကယ်အရေးအကြီးဆုံးပွဲဟုတ်ကဲ့ခင်ဗျဟိုဒီပွဲကပဲကမ္ဘာဖလားဘောလုံးပွဲဆိုတဲ့အဆင်ပြေမှုတက်ခွင့်ပေးတဲ့ပွဲပေါ့ဟုတ်ကဲ့အဲ့တော့သူတို့ရဲ့ရှိသမျှအားတွေအကုန်စုထည့်ထားပြီးတော့ကြရှုံးသွားတဲ့နှစ်သိန်းရဲ့ပွဲဆိုတော့ဒီပွဲကများသောအားဖြင့်အရေးမပါတဲ့အနေအထားမျိုးတွေဟုတ်ကဲ့ခင်ဗျဖြစ်သွားတတ်တယ်ပေါ့နော်ဒါပေမဲ့ဟော်လန်သင်းကပြီးခဲ့တဲ့ဒီအာဂျင်တီးနားရဲ့ပွဲမှာဟုတ်ကဲ့နိုင်ရတဲ့ ခြေစွမ်းရှိရတာနဲ့ရှုံးခဲ့တယ်ဘရာဇီးကကြတော့ရုပ်ပြဆင်ချက်ရှုံးခါတယ်နှစ်သင်းသုံးတော့သူ့ခံစားချက်နဲ့သူဟုတ်ကဲ့ခင်ဗျာနော်သူ့ခံစားချက်နဲ့သူပြန်ဟိုပြန်အဖက်ဆင်မဲ့ပွဲတွေပေါ့ဟုတ်ကဲ့ခင်ဗျာဒီဘရာဇီးကလည်းဒီဘရာဇီးကလည်းသူ့ကိုပြရှုံးတာနဲ့အတွက်သူတို့ဂုံသိက္ခာအတွက်ဒီပွဲမှာ အနိုင်ပြဲဦးအနိုင်ပြဲလားပြည်သူတွေပြည်သူတွေလည်းပြန်ကစားတဲ့အနေအထားမျိုးဖြစ်လာနိုင်လားဖြစ်လာနိုင်တယ်ပေါ့ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်ဒီအသင်းနဲ့တင်းရန်ညီယူရပိုင်းအကြောင်းလေးဆက်ပြောကြရအောင်ဘရာဇီးတင်းရန်ကြီးတိုက်စစ်မှာညီမာတော့ဆက်မပါဘူးအဲ့တော့တိုက်စစ်ပိုင်းမှာအပြောင်းလဲရှိနိုင်လားညီယူရပိုင်းအရာပေါ့နော်အစားပုံအပြောင်းလဲဖြစ်လာနိုင်လားဘန်နနဲ့ဝီလျံဘယ်သူတုံးမလဲဆိုတာပဲပြဿနာရှိလာနိုင်တယ်ဟုတ်ကဲ့ဒီကျန်တာတော့ဆော့ပြောသလိုပဲဘာမှထွေထူးပြောင်းလဲနေမှာမဟုတ်တော့ဘူးဟုတ်ကဲ့အဲ့တခုရှိတယ် မဖြစ်မနေပြောင်းစင်တော့ဒီ Pollen Hill Gustavo တော့အတွဲဖြုတ်မှာမဟုတ်ဘူးဟုတ်ကဲ့ရှေ့မှာ Fab ကပြီးခဲ့တဲ့ Semi Final ပွဲမှာအဲတကယ်ဘူးလောက်ခံလိုက်ရတယ်ဟုတ်ကဲ့သူ့နေရာကိုကျိုးပြန်သုံးသုံးမလဲဟုတ်ကဲ့အဲ့လောက်ပဲရှိနိုင်တယ်ပေါ့နော်ခံစားပိုင်းကလည်းတိတ်ပြောင်းလည်းမရှိနိုင်ဟိုဘက်မှာဒီကျွန်တော်တို့ဟိုပွဲပဲခံလာရတယ် ဒီအရကိုစေးပါပြန်ပါလာမယ်လူဝစ်နဲ့ပြန်တွဲမယ်ဒီဘက်မှာမိုင်ကိုသုံးမယ်ဘာမို့အဲ့ဘက်သုံးမယ်အဲ့လောက်ပဲရှိမှာဟုတ်ကဲ့ဟုတ်အဲ့ဆိုဟော်လန်အနေနဲ့အောက်ကိုဟော်လန်မှာဘယ်လိုအခြေအနေရှိလဲထိုင်ရရလေးပွဲပဲလေးလူဆုံးထုံကစားနိုင်လားဟော်လန်ကတော့ကျွန်တော်ထင်တော့ဒီဘက်ကတော့ကုသမားချင်းလေးမှနဲ့တူပါတယ်ဟုတ်ကဲ့ခင်ဗျာဒီဆက်လက်စီအစားတန်ဂရူကိုပြန်သွောင်းလိုက်မှာပေါ့နော်ဟုတ်ကဲ့ဒီကျန်တာကတော့ဟော်လန်ပွဲပဲလည်းမရှိဘူးတိုင်ရလည်းမရှိဘူးဒီအဓိကကစားသမားတွေအဆောင်လည်းနဲ့ဒီလိုပဲကစားမှာပဲအဲတခုတော့ရှိရဲ့ ဒီ class နေရာမှာ a class ကဒီကြောင်စားဝင်တော့ဝင်လာနိုင်တယ်ဟုတ်ကဲ့ဒါကျွန်တော်တို့သိထူးထူးပြောင်းလဲဖို့ဒီ handler လို့ပါလို့ရောအခွင့်အရေးပြန်ရလာနိုင်လားသူလည်းပေါ့ဟော handler လို့ပေါ့ handler အနေနဲ့ရောပွဲထက်စင်းမှာပါလာနိုင်လားခင်ဗျာဒီလိုကျွန်တော်အမြင်ကတော့ဘာမှအပြောင်းလဲမလုပ်တော့ဘူးဟုတ်ကဲ့ဒီပြောပုံမှန်ဆိုရင်ဒါဟိုဒီ Argentina ကိုသူတို့ခြေပြက်ခုပြက်ရှုံးသွားတဲ့အနေအထားမျိုးဆိုရင်တော့ဒီပွဲလဲသူတို့သိဟို အရန်ကစားသမားတွေလည်းပြန်သွားရသွားမှာပေါ့အခုကတော့ဒီကွန်သစ်ခါပိုင်းကတတိယနေရာတော့လေဟော်လန်တော့ကလည်းအရေးပါလာတယ်ဘာကြောင့်လဲဆိုတော့တကယ်ဘိုလီဝဲတက်တဲ့အသင်းလို့အားလုံးကလက်ခံထားတယ်ဟုတ်ကဲ့လက်ခံထားတဲ့အနေထားမှာသူတို့ကြရှုံးသွားတဲ့အတွက်သူတို့ရဲ့ဟိုအနေထားကိုပြန်ပြချင်ပါပဲအထူးသဖြင့်အင်ရှင်ဘရာဇီးအသင်းကိုသူတို့အနိုင်ယူချင်ပါပဲဟိုအားကြောင့်မို့ဟော်လန်လည်းဒီပွဲကိုရှော့လိုက်ပြီးတော့ အဓိကကစားသမားတွေပြန်အနာပေးတာမျိုးပါလို့လုပ်ရတာမရှိပါဘူးဟုတ်အဲ့ဆိုရင်ဒီခြေသွမ်းပိုင်းအရဆိုရင်ဒီဘရာဇီးနဲ့ဟော်လန်ဒီနှစ်တင်းမှာကိုဘယ်တင်းကိုကိုအားရလဲဘယ်တင်းကိုကိုကြိုက်လဲခြေသွမ်းပိုင်းအရဆိုရင်တော့လက်ရှိခြေသွမ်းပိုင်းအရဆိုရင်ကျွန်တော်ဟော်လန်ကိုကိုကြိုက်တယ်ဟုတ်ကဲ့ဒီဟော်လန်ကစားတာကဘရာဇီးထက်ပိုပြီးတော့စူးစိမှုရှိတယ်ဟုတ်ကဲ့ဘရာဇီးထက်ပိုပြီးတော့လည်းနည်းနည်းဟိုဟိုထက်ထက်မြင့်မြတ်ပုံစံနဲ့တွေ့ရတယ်ဘရာဇီးကစားတာရိုးတယ်ဗျာဟုတ်ကဲ့ဟောထားပါတော့တူးချင်းဆိုတူးချင်းကတော့အားနေတယ်အနေမှာပိုင်နဲ့နေမှာစီပဲတော့အားနေတယ်ဟော်လန်ကတော့အဲ့လိုမဟုတ်ဘူး ဟို Robin ကိုမှီကိုထားတယ်ဆိုတဲ့နေရာမှာတော့မသူတို့ဒီ Robin ကိုပန့်ပိုးပြီးတဲ့လမ်းကြောင်းတွေကများတယ်ပြီးတော့ဒီမထင်မပင်းတဲ့ဒီ Snyder တို့တခြားဒီအခုဒီ Van Basie တို့ကလည်းဟုတ်ပါတယ်ဟိုလူကြီးကိုင်းရရှိတယ်ဟုတ်တယ် Brazil ကတော့တိုက်စစ်မှာဒီ Fred နဲ့ကျူဘသူဘက်ကစားကစားလူကြီးကိုင်းရမရှိဘူးဟုတ်တယ်ပေါ့ကစားလူကြီးကိုင်းရမရှိဘူး Oscar တိုက်စစ်အတွက်လူကြီးကိုင်းရမရှိဘူးဒါမျိုးတွေပေါ့နော်ဘာနဲ့သိလူကြီးကိုင်းရမရှိဘူးဟိုတိုးချင်းနေတာကောင်းအောင်ကောင်းပါတကယ်တကယ်ဟိုအသင်းလိုက်ဟိုအတွဲလုံးတွေကစားတာတွေနောက်တော့ ဟိုပွဲဖြေပေါ့ပြောင်းနိုင်တဲ့အနေအထားမျိုးတွေဟော်လန်မှာပိုတွေ့ရတယ်ဟုတ်တွေ့ရဟုတ်ကဲ့အဲ့ဒါဆိုရင်ဒီပွဲကဟော်လန်ကိုပိုကြိုက်တယ်အဲ့တော့ဟော်လန်ကိုနိုင်မယ်လို့ကိုယူဆတယ်ပေါ့ဒါမှမဟုတ်ဘလူးဂျာလက်မျိုးထွက်လာမယ်လို့ကိုယူဆတယ်ခင်ဗျာခြေစွမ်းပိုင်းရဆိုရင်ဟော်လန်ပိုကြိုက်တာပါဒါပေမဲ့ဒီတကယ်တကယ်ကစားရဲ့ဒီထွက်လာမယ့်ရလက်ဟိုစိတ်ခံစားမှုတွေတခြားအဖက်ဖက်ကချုံပြီးတွက်ရင်တော့ ဘရာဇီးကိုတိုက်တယ်ဘာကြောင့်လဲဆိုတော့ဟော်လန်က quarter final နဲ့ semi final နှစ်ပွဲစလိုက်ဘူးမရခဲ့ဟုတ်တယ်သူတို့ဘူးမရခဲ့ဘူးနော်ဒီဟော quarter နဲ့ semi နှစ်ပွဲစက်ဘူးမရဘူးနော်ဘိုလူပွဲကျမှဘူးတွေအများကြီးရောက်တော့မဖြစ်နိုင်တော့ဘူးထင်တယ်ဟုတ်ကဲ့သူတို့ရဲ့တိုက်စစ် return ကဒီဘွဲကသူတို့ကိုတွန်းရတာတကူပဲမရဖို့လည်းရှိတယ်ဘရာဇီးကတော့ဟိုပုံမှန်တော့ဂိုးတွေတွေးနေရပဲသူကသူဘလို့ပဲရုံးကန်ရပြောပြောပါနော်ဟုတ်တယ်နောက်တစ်ခုကစောပြောဆိုတော့တူးချင်းကောင်းတဲ့အသင်းတွေက ဟိုတူးချင်းပေါ့မီကိုလုံးနဲ့ဆိုပေမဲ့တူးချင်းအကောင့်နဲ့အသင်းတွေကဟိုအလုတ်ဖြစ်သွားတာမျိုးတွေကလည်းရှိတယ်ဟုတ်ပြီးတော့71နဲ့ရှုံးထားတဲ့အသင်းဟာခေါ်လန်အသင်းထက်ဘယ်လိုပဲဖြစ်ဖြစ်ဟိုနိုင်ပွဲကိုပို့ပြီးငတ်မုန်နေလိမ့်မယ်လို့လည်းထင်တယ်ဟုတ်တယ်သိပန်းဆိုင်ရပို့ပြီးနောက်တစ်ခုကသူတို့ရဲ့ဟိုအိမ်ကွင်းအင်ရှင်ပရိသတ်တွေဟိုချွေးတက်ရမှာပို့လည်းဖြစ်နေပါတော့အဲ့တော့အဲ့လိုအဖက်ဖက်ကခြုံကြည့်လိုက်တော့ဘရာဒီနိုင်သွားနိုင်တယ်2-1လောက်ဖြစ်လိမ့်မယ်လို့ထင်တယ်ပို့ဟုတ်ကဲ့ခင်ဗျာအဲ့ဒါဆိုကြတတိယလူပွဲအကြောင်းမှာ ်တတိယလူပွဲကိုအင်ရှင်ဘရာဇီကတော့နှစ်သိမ့်စုအနေနဲ့တတိယရောက်နိုင်တဲ့အနေထားတွေရှိတယ်ကိုရလက်ကတော့2-1လောက်ဖြစ်သွားနိုင်တယ်လို့အခုသုံးသက်ပြီးရဟုတ်ပါမယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီတတိယလူပွဲအကြောင်းလေးဒီမှာပဲရလိုက်ရအောင်ဟုတ်ပါဟုတ်ပါတော်အခုလို့သုံးသက်တင်ပြသွားသလိုနောက်ဆုံးဘူလူပဲကိုလည်းဆက်လက်သုံးသက်တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်